အားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်သတင်းဌာနမှာပြန်လည်ရိုးသိုးလိုက်ပါတယ်ခင်ဗျာခုတည်ဆက်ပြီးမဲ့ရုပ်သံမျိုးဖိုက်ရတော့ကျက်ခိုင်ပါတီကအင်းနဲ့အားနဲ့မဲဆယ်ဘွဲတွေလောက်လာတဲ့အပေါ်ဦးအောင်မင်းမှာသုံးသက်ပြလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လည်မျှဝေဖေးလိုက်ပါတယ်ခင်ဗျာဒီမှာဦးအောင်မင်းကအဲ့ဒီကျက်ခိုင်ပါတီနဲ့ပတ်သက်ပြီးဘလိုတွေသုံးသက်ပြောဆိုထားကြလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းစိုင်းလန်သတင်းဌာနမှာအတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ လက်ရှိနေထားမှာရုပ်ောက်ပွဲကရုပ်ောက်ပွဲမဲဆွဲကာလာရောက်သွားပြီဆိုတော့မဲဆွဲကာလာပြီးခဲ့တဲ့28ရက်နေ့ကစပြီးတော့မဲဆွဲကာလာတက်မှတ်လိုက်ပြီတက်မှတ်လိုက်တဲ့အချိန်မှာပဲအဓိကအဖြစ်အုံနဲ့ချင်းနဲ့မဟုတ်ပင်မဲ့တက်တက်ကြွကြွမဲဆွဲနေကြတာကိုကျွန်တော်တို့တွေ့ရတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ဒီဟိုကျန်းခိုင်ပါတီပေါ့နော်ကျန်းခိုင်ရေးပါတီကတော့အဓိကအင်းနဲ့အားနဲ့နော်တကယ်ဘယ်လိုခေါ်မလဲအင်းနဲ့အားနဲ့ပေါ့နော်နေရာဒေသတော်တော်များများမှာမဲဆွဲစည်းဝေးမှုတွေလှုပ်လာတာကိုကျွန်တော်တို့အဓိကတွေ့ရတယ် ဒေတာတက်စာလို့ရှိရင်မြေပြင်တက်စာလို့ရှိရင်ကျန်းခံရေးပါတီကလက်ရှိအနေထားမှာ online မှာတော်တော်လေးဘယ်လိုခေါ်မလဲဟို popular ဖြစ်အောင်ပေါ့နော်ပြောလူတွေတော်တော်များများစီရောက်အောင်မဲဆွဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကလည်းကျွန်တော်တို့သုံးသက်တာကတော့ဘာကြောင့်လဲဆိုတော့ဒီကျန်းခံရေးပါတီကသူက institutionalize ဖြစ်တယ်ဘာလို့ဆိုလို့လဲဆိုတော့ကျန်းခံရေးပါတီက infrastructure အဆောက်အဦတွေ financial ပြောရင်ငွေကြေးတွေနောက်ပြီးတော့အသင်းဝင်အင်အားတွေနောက်ပြီးတော့သူတို့ကပြောရရင်ရုံးလုပ်ငန်းဆိုင်ရာတွေမှာတခြားပါတီငယ်လေးတွေထက် သူတို့ကပို့ပြီးတော့လုံနိုင်ကြိုင်နိုင်တယ်ဗောနော်လုံနိုင်ကြိုင်နိုင်တယ်နောက်တစ်ခုကသူတို့ကလက်ရှိရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေထဲမှာတာဆာညာပါတီပြီးရင်ကျန်းခံရေးပါတီကရွေးကောက်ပွဲအထွေထွေအရှိဆုံးဖြစ်တယ်အဲ့လိုပဲတာဆာညာပါတီပြီးရင်ကျန်းခံရေးပါတီကအစိုးရရန်နေရာထဲမှာပါဝင်ဆောင်ရွက်ခဲ့တယ်နော်ဟိုနိုင်ငံတော်ရဲ့အစိုးရအဖွဲ့တွေမှာပါဝင်ဆောင်ရွက်ခဲ့တဲ့လူတွေအများစုပါဝင်တဲ့ပါတီဖြစ်တယ်အဲ့တော့အဓိကအဲ့တော့ဘာဖြစ်လဲဆိုတော့ကျန်းခံရေးပါတီအနေနဲ့က နေရာတကာမှာနာတပြားတာတယ်တခြားပါတီတွေထဲစာရင်ကျွန်တော်ပြောချင်တာသူ့ပြင်နဲ့ကြန့်ခိုင်ရေးပါတီရဲ့အားနည်းချက်ကဘာလဲဆိုတော့ပြည်သူနဲ့မထိတွေ့ရဘူးပြည်သူနဲ့ဓာတ်ရိုက်မထိတွေ့ရဘူးမြေပြင်မစင်းရဘူးဒါကကြန့်ခိုင်ရေးပါတီရဲ့အားနည်းချက်ကြန့်တဲ့နေရာတွေမှာတော့ကြန့်ခိုင်ရေးပါတီကအားတာတယ်နောက်ကြန့်ခိုင်ရေးပါတီရဲ့နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့ကြန့်ခိုင်ရေးပါတီလို့ပြောလိုက်တာ ਨੇ ပြောရင်ပြည်သူလူထုကဟိုနည်းနည်းလေးဘယ်လိုခေါ်မလဲဟို black side ကပေါ့နော် negative side ကနေမြင်တာများတယ်တန်ခိုင်ပါတီဝင်လို့ပြောလိုက်တာလေတန်ခိုင်ပါတီလို့ပြောလိုက်တာလေဗောနော်ဟိုပြည်သူလူထုကပြည်သူလူထုအများစုက negative side ကမြင်တာများတယ်ဆိုအဲ့ဒါကြောင့်ပဲလားဟိုတန်ခိုင်ပါတီမှာလက်ရှိရောက်ပဲဝင်ကြမယ်သူကိုယ်စလေလောင်းနေအနေနဲ့ပုံတံအမျိုးမျိုးနဲ့ဟိုဘယ်လိုခေါ်မလဲဂရီဒီပေးနေအောင်တွေ့ရတယ်ဂရီဒီပေးနေအောင်တွေ့ရတယ်ဒါပေမဲ့လေသူတို့မဲဆွယ်ပုံကိုကျွန်တော်တို့ဟိုကြည့်ရတဲ့ပုံကတော့ဟို ဟိုမဲဆွဲတဲ့ပုံထက်စာရင်ဟိုငါတို့တော့ဒီရွေးကောက်ပွဲမှာမနိုင်ရင်ငါတို့တော့သွားပြီกว่าဆိုတော့နိုင်ငံရေးဇောတွေနေဟောနော်မဲဆွဲနေတာကိုကျွန်တော်တို့ပို့တွေ့နေရတယ်ကျွန်တော်တို့ကြည့်နေတဲ့ပုံသားဒါမျိုးတွေပို့တွေ့နေရတယ်ဟိုကျန်တဲ့ဟလာဟိုနိုင်ငံရေးဆိုတာ process တိုင်းသွားတာလေ process တိုင်းသွားတာဟောငါတို့ဒီရွေးကောက်ပွဲမနိုင်ရင်လည်းနောက်ရွေးကောက်ပွဲတွေရှိသေးတာပဲဆိုတော့ပုံစံမျိုးတိတ်မတွေ့ရအောင် ဒီကျန်းခံရေးပါတီမှာဝင်ရောက်ရှင်းပြနေအခုဝင်ရောက်ဒီရေကောက်မှာဝင်ရောက်ရှင်းပြမဲ့လူတွေအကုန်လုံးကတကယ့်နိုင်ငံရေးဇောတွေကတ်နေတာကိုကျွန်တော်တို့တွေ့ရတာဒါအဓိကတွေ့ရတယ်တော်တော်များများကသူတို့လုံနိုင်တာတွေအကုန်လုံးလုံနေကြတယ်လုံနိုင်တာတွေဆိုတော့ပြောရရင်မဲဆွယ်လို့ရတဲ့ပုံစံတိုင်းနဲ့မဲဆွယ်နေကြတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုတန်ခိုင်ပါတီကဂျန်တဲ့ဘက်တွေမှာအာသာချက်တွေရှိပေမဲ့အားနေချက်ကပြည်သူလူထုနဲ့တိုက်ရိုက်မထိတွေ့ရဘူးအဲ့ပြဿနာတခုကအားနေတယ်ဒါကျွန်တော်တို့ ဒါပြီးတော့28ရက်နဲ့29 30 31ဒီနေ့က31ဖြစ်သွားပြီဆိုတော့ဒီနေ့က31ဖြစ်သွားပြီဆိုတော့ဒီဟိုနေ့ပေါ့နော်ဒီပါတီတွေရဲ့မဲဆွဲပုံတွေကိုကျွန်တော်တို့ကမြင်လာရတယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီပါတီတွေမဲဆွဲကိုအပြင်စပြုတ်လိုက်တဲ့အချိန်မှာပဲကျန်းမာရေးပါတီကသူတို့ပါတီဝန်ရှိမှာရေကောက်ပွဲမဲဆွဲတဲ့ဆိုင်းဘုတ်တင်အခမ်းအနားလုပ်တယ်အဲ့ဒီမှာလဲကျွန်တော်တို့ကြည့်လိုက်တာအဓိကအဖြစ်သူတို့ကိုလာပြီးဝင်ရတဲ့လူတွေထဲမှာလူကြီးတွေနဲ့ခက်လေးတွေများတယ်လူငယ်အင်အားနည်းတယ် ဲ့တော့ကျွန်တော်တို့ကသုံးသက်လိုက်တာကကြခိုင်ရေးပါတီရဲ့အင်အားဒါပဲလားလို့ကျွန်တော်တို့သုံးသက်လို့ရတယ်။နော်အဲ့ဒီ28ရက်နေ့ကသူတို့ပါတီဆိုင်ပါတီမှာအွန်လိုင်းဆိုင်မှုတင်ပွဲလုပ်တဲ့အချိန်ကျွန်တော်တို့တေချာသတိထားကြည့်တယ်။ကကြခိုင်ရေးပါတီရဲ့အင်အားဟာဒါပဲလားလို့ကျွန်တော်သုံးသက်လို့ရတယ်။နော်အခုဆိုလို့ရှိရင်မြို့နယ်တွေအလိုက်တွေမြို့နယ်တွေအလိုက်တွေမှာသူတို့ဟိုမဲဆွဲတဲ့ဇီယုံကြီးလောက်တာတွေကျွန်တော်တို့ကြည့်နေရတယ်။ကြည့်နေရတယ်ဆိုတဲ့နေရာမှာတချို့နေရာတွေမှာကကြခိုင်ရေးပါတီကိုဝန်ရထောက်ခံသူတွေရဲ့ เนาะဟိုပြောအသက်အပိုင်းခြားကိုကျွန်တော်ကြည့်မယ်လူကြီးပိုင်းများတယ်လူငယ်ပိုင်းအတော်အားနည်းတယ်လူငယ်ပိုင်းအတော်အားနည်းတယ်နောက်ခုနကျွန်တော်ပြောသလိုပဲပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့မှုအားအရန်နည်းတယ်အဲတာကိတမျိုးနယ်မှာရှိတဲ့တန်ခိုင်ရေးပါတီဝင်ကိုစလေလောင်းတယောက်ရဲ့စီဝေးပွဲဆိုလို့အော်မဲစီယုံပွဲဆိုရင်အစာဥထုအခန်းထဲမှာလုပ်သွားတာကိုကျွန်တော်တွေ့ရတယ်အပြင်မိုးရွာနေလို့တော့မသိဘူးနော်သူတို့ရဲ့တန်ခိုင်ရေးပါတီရုံးထဲမှာပဲလုပ်သွားတာကိုတွေ့ရဒါကြောင့်မို့ကျွန်တော်တို့ကအဓိကအဖြစ်တော့တန်ခိုင်ရေးပါတီကကိုစလေလောင်းနေအနေနဲ့ ပြည်သူလူထုကိုယုံကြည်ဖို့လိုအပ်တယ်။ဒါကြောင့်မျက်နှာယုံကြည်ဖို့လိုအပ်တယ်။ဒါပေမဲ့ကျန်းမာရေးပါတီမှာကိုယ်စလဲလောင်းဒီရွေးကောက်ပွဲပါဝင်မဲ့ဟာနှစ်ချမ်းကွဲနေတာကိုကျွန်တော်တို့တွေ့ရတယ်။တစ်ချမ်းကဘာလဲဆိုတော့ကျန်းမာရေးပါတီဝင်တွေနောက်တစ်ချမ်းကကြတော့အစိုးရအဖွဲ့ဝင်တွေဆိုအစိုးရအဖွဲ့ဝင်တွေကရွေးကောက်ပွဲဝင်တဲ့ဟာကိုကြည့်ရသူတို့မျက်နှာတွေကတိတ်ပြီးတော့နိုင်လို့သောသိမရှိဘူး။နောက်ဥမာအပြင်ဘလို့မမောင်အောင်လို့ဥသက်ပုံလို့နောက်ပြီးတော့ကျွန်တော်တို့ဒီပို့ဆက်ဝင်ကြီးဟလာဥမြထုံးဥတို့ နော်သူတို့ပုံတွေကြည့်ရအောင်နောက်ပြီးတော့ကျွန်တော်တို့လာအောင်ကဝင်ကြီးဦးမြင့်ကြိုင်တို့အဲကျွန်တော်တွေ့ရအောင်ပြောပြနော်သူတို့တွေကတော့တိတ်ပြီးတော့နိုင်ငံရေးနိုင်လို့ဇောတွေမရှိဘူးသို့ပေမဲ့ကျန်းခံရေးရဲ့ဥမာထားပါတော့ပါတီဘိုင်းကဘိုးကော်မတီဝင်တွေအနေနဲ့ကတော့သူတို့အသက်အရွယ်အပိုင်းခြားအရာအသက်ကလည်းကြီးနေပြီဖြစ်တဲ့ဒါဟာသူတို့အတွက်နောက်ဆုံးရွေးကောက်ပွဲပဲလို့သူတို့ကိုယ်လူသူတို့သတ်မှတ်ထားပုံရတယ်ဒါကြောင့်မို့သူတို့အနေနဲ့ဒီရွေးကောက်ပွဲမှာမှအနိုင်ရပြီလွတ်တော်တယ်မရောက်ရင် နောက်ထပ်တို့အတွက်တို့ရဲ့ဘဝတက်တန်းတက်လျှောက်မှာနောက်ထပ်ရွေးကောက်ပွဲဆိုတာတို့အတွက်မရှိတော့ဘူးဆိုတော့တို့ပြီးတော့စဉ်းစားပြီးတော့မဲဆွယ်နေပုံရတယ်နိုင်လူစိုးတွေအရင်များတယ်နောက်အဲ့လိုပဲတက်ခိုင်ပါတီဘက်မှာတို့တက်လက်ပိုင်းပေါ့နော်အသက်90ဝန်းကျင်ပိုင်းနေလေပါတယ်ပေါ့နော်ဆိုအဲ့90ဝန်းကျင်ပိုင်းနေကြတော့လေတို့အနေနဲ့ကလည်းဒီဘက်မှာဂရိတွေအရင်ပေးနေတာကိုတွေ့ရတယ်ဂရိတွေပေါ့နော်ကျွန်တော်တို့လုတ်ပေးမှာပါလုတ်ပြမှာပါကျွန်တော်တို့လုံတိုင်ပါတယ်ဆိုတော့ဂရိတွေပေးနေတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုအားလုံးရဲ့အားနေချက်ကိုရှုံခြုံကြည့်လိုက်ရင် ီလူလူတို့နဲ့မတိတိရဲဘူးဒါကကျန်ခိုင်ပါတီရဲ့အားနေချက်ကျန်တာအကုန်လုံးပြည်စုံဝင်နေအဲ့အားနေချက်ရှိတယ်ကျန်တဲ့ပါတီတွေကြတော့ငွေကြေးအပြင်ကျန်ခိုင်ပါတီလောက်မတောင့်တင်းဘူးအဲ့လိုပဲဒီမဲဆွယ်စီယုံရေးပုံစံအရလည်းကျန်ခိုင်ပါတီလောက်မတောင့်တင်းဘူးသို့ပေမဲ့လက်ရှိအနေထားမှာဥပမာအဖြစ်ဟလာဥပကူကြီးဥဆောင်တဲ့ပြည်နှလုံးပါတီဒေါ်သက်သက်ခိုင်ဥဆောင်တဲ့ပြည်သုံးလုံးပါတီတို့ဆိုသူတို့ဆိုပြည်လူလူနဲ့တိုက်ရိုက်ထိတွေ့မှုတွေလုပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါသူတို့ရဲ့အားသာချက် ့ဒီဘက်မှာကျန်းခိုင်ရေးပါတီမှာအားတာချက်ရှိတယ်လို့ခုနပြောတဲ့အားနေချက်ရှိတယ်။ကျန်းတဲ့ပါတီလေးတွေမှာလည်းအားတာချက်တွေအားနေချက်တွေရှိတယ်လို့တို့ရဲ့အားတာချက်တွေရှိပြန်ရော။အဲဒါမျိုးပေါ့နော်။အဲ့တော့ဒါတွေကကျွန်တော်တို့လက်ရှိဒီ2025ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့ပါတီတွေရဲ့ရွေးကောက်ပွဲမဲဆယ်မှုအခင်းချင်းတွေဒါ3ရက်ပဲရှိသေးတာကိုလက်ရှိမှာလည်း28 29 30ပေါ့နော်။ဒီနေ့နဲ့31ပေါ့။ ဒီနေ့ဆိုသားပါလေးရက်ရှိသွားပြီဒီလေးရက်ထဲမှာမြင်ရတဲ့အခင်းအကျင်းတွေပေါ့နော်အဲဒီထဲမှာမှကျွန်တော်တို့အဓိကသတိထားမိတာကတစ်ချိန်လုံး online ပေါ်မှာစွာခဲ့တဲ့ဟလာကြံ့ခိုင်ရေးပါတီရဲ့ဥပတိတိဟလာဟိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမတ်လောင်းဥလဆွေခေါ်ဘူးလဲလှဆွေက လုံးဝအတန်တိတ်နေအဲ့ဒါကျွန်တော်တို့သတိထားမိတာနော်အဲ့ဒါသတိထားမိတာသူရှိရောရှိပါသေးရဲ့လားလို့တော့ကျွန်တော်တို့ဒီလိုဘယ်လိုခေါ်မလဲ ဒီလိုထင်မဲ့လာရရလောက်အောင်အတန်တိတ်နေတယ်နော်ဆိုတော့ဒါလည်း तू သူ့ရဲ့ strategy လည်းဖြစ်ရင်ဖြစ်မှာပေါ့တို့မဟုတ်လည်းတယောက်ယောက်ကမင်းပါဇက်ကိုစင်ကျင်တော်လို့ပဲပြောထားသလားပေါ့နော်ကျွန်တော်ဒါတွေတွေ့ရဒါဒါကျွန်တော်တို့လက်ရှိတွေ့နေရတယ်ပေါ့နော်နောက်တစ်ခုကကျန်းကန်ရေးတချိန်လုံးက online မှာအတော်ဆွာခဲ့တဲ့ဟလာဟိုကျွန်တော်တို့ဒီကရင်ပြည်နယ်ပေါ့နော်ကရင်ပြည်နယ်ဖန်အမျိုးကဝင်ပြိုင်မဲ့ဥတ္တနိုင်ဥကြည်ကာဆိုလို့ရှိရင်လေ online မှာ तू အဲ့လောက်ချီမဆွာနိုင်တော့ဘူးအ तू က तू ကိုယ်တိုင်တော့ လော်ဘီတွေပါနေငှားနေရဆိုတဲ့သဘောဖြစ်လာတာအဲ့တော့လူတယောက်ဟာလူတယောက်ပဲဖြစ်ဖြစ်အဲပုံကူတူတယောက်ဟာပေါ့နော်တကယ်နင်လားငါလားသူကြားနဲ့မတွေ့ခင်မှာတော့အာဒီကြားဆိုရင်ဘယ်လိုလုပ်လိုက်မယ်ဘာညာပြောလာမိမယ်တကယ်ကြားနဲ့တွေ့လာတဲ့အခါမှာကိုကတတ်တိရှိပါတယ်ဆိုတဲ့ဟာကကြားနဲ့မတွေ့ခင်မှာဘလောက်ပြနေပဲဖြစ်ဖြစ်ကြားနဲ့တကယ်တွေ့လာတဲ့အချိန်မှာသူတို့ရဲ့တတ်တိတွေကိုတကယ်ထုတ်မပြနိုင်ဘူးဆိုတဲ့သဘောမျိုးအဲ့လိုပုံမျိုးနဲ့တွားညီးတယ်အဲ့တော့ကျန်းခိုင်ပါတီဝင်တွေတော်တော်များများပေါ့လူရွေးကောက်ပွဲမှာဝင်ပြိုင်ပြိုင်အမတ်တွေတော်တော်များများအနေနဲ့ အွန်လိုင်းပေါ်မှာခြေတွေစွာနေပြီမဲ့လက်ရှိရွေးကောက်ပွဲမှာကဲဟုတ်ပြီကဲမင်းတို့စမဲဆွဲတော့กว่าဆိုတဲ့အချိန်မှာအွန်လိုင်းမှာတော့ခြေမစွာရဲတော့တဲ့ပုံစံတွေကျွန်တော်တို့သွားတွေ့ရတယ်သွားတွေ့ရတယ်ကျန်တဲ့ပါတီလေးတွေလည်းကျွန်တော်တို့ဒီ P3 လုံးပါတီကဒေါ်တက်တက်ခိုင်ကိုရွေးကောက်ပွဲမှာဟာလာဟိုဘယ်လိုခေါ်မလဲဟိုပယ်ဖြတ်ခံပြီးနောက်ပိုင်းမှာကျန်တဲ့ပါတီလေးတွေရဲ့ရွေးကောက်ပွဲပေါ်တက်ဝင်လှုပ်ရှားမှုကပိတ်တက်တက်ကြွကြွမရှိတော့တာလည်းကျွန်တော်တို့သတိထားမိတယ်ဘာလို့တကူရှိတာကိုမှတ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီခုနေ့မှဟိုအွန်လိုင်းကနေကြည့်တာများတာပေါ့နော်အွန်လိုင်းမှာတက်လာတာကိုကြည့်ရင်ကျွန်တော်တို့တော်တော်များများကကျန်းမာရေးပါတီဝင်တွေကျန်းမာရေးပါတီအမတ်လောင်းတွေရဲ့မက်ဆေ့စီယုံမှုတွေပဲမြင်ရတယ်။ online မှာကိုပြောတာနော်။ရေးရှင်မှာပြောတာမမြင်ဘူး online မှာကိုမြင်ရတယ်။လောကျန်တဲ့ပါတီလေးတွေမမြင်ရဘူးပေါ့နော်။ဒါလေးတွေကျွန်တော်တွေ့ရတွေ့ရတယ်။လက်ရှိဒါကတော့ကျွန်တော်တို့ဒီရေကောက်ပွဲရဲ့ဟလာဒီဒီမက်ဆေ့စီယုံမှုပုံသဏ္ဍာန်တွေရဲ့ landscape ကိုကျွန်တော်ပြောပြတာ။အဲ့လိုပဲတချို့ဒီကျန်းမာရေးပါတီကအမတ်လောင်းတွေဆိုရင် online မှာသူတို့စနစ်တကျမွေးမြူထားတဲ့ media အမိခံတွေ တို့စနစ်ကြမွေးမြူထားတဲ့ lobby တွေနဲ့ဒေကြီးတွေကိုစီးဟုံးနေရတယ်ကျွန်တော်တို့တွေ့ရတယ်နော်ဒေကြီးတွေပေါ့နော်အဲ့ဒီ lobby တွေ media အမေခံသမားတွေကတို့စက်ခံရေးပါတီမှာအစိုးရအဖွဲ့တွေဖြစ်လာနိုင်တဲ့ဖြစ်လာနိုင်လောက်တဲ့လူတွေပေါ့ဗျာတို့ပေါ်ပေါ်တင်တင်မဲဆွဲစီးဟုံးပေးနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါငွေကြေးယူပြီးတော့လည်းဖြစ်နိုင်တယ်သို့မဟုတ်အခွင့်အရေးတစ်ခုခုလက်လာပဲတစ်ခုခုကိုမျှော်ဝေးပြီးတော့လည်းဖြစ်နိုင်တာပေါ့နော်ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ကဘာလဲဆိုတော့ lobby ကတော့ဒါ lobby ရဲ့သဘောကတော့အဲတို့ဟိုအကျိုးစီးပွားတစ်ခုမျှော်ပြီးတော့လည်းလက်ငင်းသို့မဟုတ် နောင်ပေါ့နော်အကျိုးစီးပွားမျှော်ဖို့ပြီးတော့ပဲဖြစ်တို့အနေနဲ့ဒါလော်ပြီးမှာပဲဟုတ်ပြီမဲ့သတင်းသမားအမိခံလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့သတင်းသမားဆိုတော့ဒီလိုလိုတည်တဲ့သတင်းအချက်အလက်တွေကိုဟာလာပြောရမယ်ပါတီတွေအားလုံးရဲ့အချက်အလက်တွေကိုကျွန်တော်တို့ကဖော်ပြဖို့လိုအပ်တာပေါ့ဟုတ်ပြီမဲ့တချို့သတင်းသမားအမိခံတွေကပါတီတစ်ခုလူပုဂ္ဂိုလ်တစ်ခုကလူပုဂ္ဂိုလ်တဦးတယောက်တွေကိုဟိုတိတိကျကျမဲဆွယ်ပေးနေတာတွေကျွန်တော်တို့တွေ့ရတယ်ဒါဒါတော့အခုလက်ရှိဖြစ်ပေါ်နေတဲ့ရွေးကောက်ပွဲအဲဟိုဘယ်လိုခေါ်မလဲမဲဆွယ်စည်းရုံးတာတွေရဲ့ အခင်းအကျင်းတွေပေါ့နော်ဒါတွေပြည်သူတွေလည်းမြင်ပါပဲကျွန်တော်ဒါကိုမြင်ရတယ်ဆိုတော့ဒါကကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ election landscape ပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့လက်ရှိအနေအထားမှာဒါကကျွန်တော်လည်းမနေ့ကလည်းကျွန်တော်တုံ့တက်ဖို့ပါပဲတုံ့တက်ဖို့ဆိုရင်ကျွန်တော်တို့ကပြောရရင်ခုနပြောလို့ပေါ့ကျွန်တော်တို့ရှိမှနေရာမရှိတဲ့ခါကျတော့နေရာတွေပါအဲ့လိုပေါ့ဗျာခုနပြတော့လှုပ်ရှုပ်သွားပြီးရိုက်ပြီးမှကျွန်တော်မတင်တော့တာပါလေ internet လည်းမရှိပါညာဖြစ်တော့ဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့တက်မတော်နေနဲ့ဟာလာကျွန်တော်တို့ရှမ်းမြောက်မှာပဲရှမ်းမြောက်မှာနောက်ပြီးတော့အညာဒေသမှာပေရင်ပြည်နယ်မှာနောက်ရခိုင်မှာပေါ့နော်ထိုးစစ်တွေတော်များများဆင်နွှဲနေတယ် စင်နေနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့လက်ရှိအနေထားမှာတက်မရောကအဲမုကုတ်ပေါ့နော်မုကုတ်နဲ့ပတ်သက်ပြီးတော့ဟိုပြီးခဲ့တဲ့28ရက်နေရထင်တယ်တက်နဲ့ DNL ကအုပ်စုလေးနဲ့အဲအုပ်စုခေါင်းဆောင်နေနဲ့ DNL အုပ်စုခေါင်းဆောင်နေနဲ့အဲတရုတ်ရဲ့ဂျောင်းဝင်ဖြန့်ပြေးမှုဘေးမှုနဲ့အစည်းအဝေးမှာ DNL တွေကအပြစ်ခက်ရဆဲတယ်မိုးကုန်းမျိုးကိုပြန်ပေးမယ်ဆိုပြီးတော့ဒီလိုကြားတယ်ဒီလိုကြားတယ်အဲ့ဒီတင်းကိုကျွန်တော်တို့ဖတ်လိုက်ရတယ်အဲ့ဒီဖတ်လိုက်ရပြီးနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့သူက DNL ကမိုးကုန်းကဆုတ်ပေမဲ့မိုးကုန်းကနေမဆုတ်နိုင်ဘူးဆိုပြီးတော့ PDF ဂျပန်အုပ်စုတွေက ပြောတယ်ဆိုရင်သတင်းတွေတော်တော်များများတက်လာလိုင်းပေါ်တက်လာအဲ့ဒီနယ်ပတ်သက်ပြီးကျွန်တော်သတင်းတွေလိုက်ရှာဖတ်ကြည့်တော့ဘာသာတွေ့လဲဆိုမတော်မြမစီရေးသုံးသက်ထားတယ်ပေါ့နော်အဲ့ဒါတွေအဲ့ဒါလေးကိုကျွန်တော်ဖတ်ပြမယ်ဖတ်ပြပြီးကျွန်တော်နည်းနည်းလေးပြန်သုံးသက်ကြည့်အောင်မိုးကုတ်စီရေးသုံးသက်ချက်နိုဝင်ဘာလနောက်ပိုင်းမှာညမတက်မတော်ကမိုးကုတ်မြို့ကိုပြန်လည်ဝင်ရောက်ပြီးထိန်းချုပ်มาဖြစ်တယ်တဲ့ကိုကန့်တအောင်းနဲ့ PDF တွေအုံကြွတောင်းကြမ်းမှုအပြီးမှာညမတက်မတော်ကနေတဲ့သူတွေကိုတွေတိုက်ပြီးပြန်ရခဲ့တဲ့မြို့သုံးမြို့နဲ့တနက်တစ်ချက်မှာဖောက်ဆရာမလို့ပဲရခဲ့တဲ့မြို့တွေမျိုးရှိတယ်တဲ့ လာရှုမျိုးကိုတနက်တစ်ချက်မှဖောက်ဆရာမလို့ပဲမလို့ရဲ့အပြင်ကားတောင်လီဘာပြင်းပြင်းနင်းဆရာမလို့ပဲစစ်တပ်ကလာရှုမျိုးတွေကိုပြန်လည်ဝင်ရောက်နိုင်တယ်ဖြစ်တယ်။လာရှုကနေကိုကန့်တက်ဆုတ်တဲ့အချိန်အဲ့ဒီမျိုးမှာကိုကန့်တက်တွေနဲ့အတူရှိနေတဲ့ PDF မောင်ဆောင်ခါနဲ့တခြားမြန်မာလက်နက်ကင်တွေတခြားပေါ့နော်ဒီဒီပြောရရင်လက်နက်ကင်အမေရိကန်တွေတော်တော်များများလဲအဲ့လာရှုကနေဆုတ်ခွာသွားကြရတယ်ပေါ့နော်။အဲ့တုန်းကတော့ဘယ်သူမှခံတိုက်မယ်လို့ထုတ်ပြောတာမရှိဘူးတဲ့။တရုတ်ပြည်ရဲ့စီစဉ်မှုနဲ့ ကိုးကြိမ်မြောက်ကုမင်းဆွေးနွေးပွဲရလက်ကတော့တက်အောင်တည့်ရနေလေဟာတဲ့မိုးကုန်းနဲ့မိုးမိတ်ကနေစုပ်ပေးရမှာဖြစ်တယ်တဲ့နမ်တူနမ်ဆန်မိုင်းငော့မိုင်းတုံစတဲ့ဒေတာတွေကိုတော့အပြစ်ခက်ရက်လိုက်တာကြောင့်တဲ့တို့ဒေတာတွေအပြစ်ဆက်လက်ထိန်းထားနိုင်မယ်အခွင့်အရေးရလိုက်တယ်လို့ယူဆလို့ရတယ်တဲ့လာရှိုးမှာတော့ကတော့ဘဲအဖွဲစည်းကမှခံတိုက်မယ်လို့ပြောတာမရှိပါနဲ့မိုးကုန်းနဲ့မိုးမိတ်မှာတော့တဲ့ MDY PDF နဲ့ Black Tiger မိုးကုတ်ပကဖမိုးကုတ်ဘီဝါနဲ့အခြားအဖွဲ၅ဘွဲကခံတိုက်မယ်လို့ပြောလာတယ်တဲ့ အန်ယူဂျီကတော့မိုးကိုမိုးမိတ်နဲ့ပတ်သက်ပြီးအခုထိဘာမှတရားဝင်သဘောထားပြောတာမရှိသေးဘူးတဲ့အင်အားဘလောက်နဲ့ခံနိုင်ပါလဲဆိုပြီးတော့သူကကောင်းကင်လေးရေးထားတယ်စိုးသူရဆိုတီဇာဆန်းဦးစီးတဲ့ MDY PDF အဖွဲ့ MDY ဆိုတော့မန္တလေး PDF ပေါ့နော်မန္တလေး PDF အဖွဲ့ကြီးကတဲ့အကုန်လုံးပေါင်းကမှာတဲ့မိုးကုတ်အထိုင်နဲ့မိုးကုတ်ကိုစစ်ကူလွှတ်ပြီးတော့ခုခံနိုင်တဲ့အင်အားက900 600ထက်မပိုပါဘူးတဲ့အင်အား900ကျော်လောက်အထိကတိုက်ခိုက်တိုက်ခိုက်ရကျွမ်းကျင်သူတွေမဟုတ်မဟုတ်တလို့တဲ့တအောင်းတွေ နောက်ကကတ်လိုက်လာတာကလွဲလို့မမေရရစီရေးအတွေ့အကြုံရှိသူတွေမဟုတ်ဘူးတဲ့ကြည်ရိတ်ခါနဲ့စေးဝါးအလုံးလောက်ရှိသလားဆိုလို့ရှိရင်လေတဲ့စစ်မှာစစ်တိုက်နိုင်တဲ့စစ်သားဥယျပြီးသွားရင်ကြည်နဲ့ ammunition supply ပေါ့နော်နောက်ကနေပြီးတော့ကျွန်တော်လက်နက်ရိတ်ခါထောက်ပံ့မှုနဲ့ကျွန်တော် logistic ပေါ့အဲ့ဒါတွေအရေးကြီးတယ်တဲ့သူရေးထားတာသူပြောရင်ဆောင်းမတို့လေးရေးထားတာပေါ့နော်ခံတိုက်မဲ့အဖွဲ့တွေမှာအထက်ကပြောထားတာတွေပြည်စုံရဲ့လာလို့မေးရင်တဲ့ဘန်းစကားနဲ့ no လို့ပြောရမှာဖြစ်တယ်တဲ့ PDF တွေမှာတဲ့နှစ်ပတ်သက်ပို့ပြီးခုခံနိုင်တဲ့နောက်က supply နဲ့ကြည်မရှိဘူးတဲ့ ီဒီရက်ဒေတာမကားတဲ့မကားပဲတောင်းနေပါကြည်မဖြုံးနိုင်တော့ဘူးတဲ့တောင်းနေရဲ့ကြောက်မဲနောက်ဆုံးနေ့တွေနဲ့တီဘောကိုကြည်ရင်နဲ့ကြည်ချေတွာကြည်ချွေတာပြီးခုခံနေတာကိုတွေ့ရမှာဖြစ်တယ်တဲ့အရေးအကြီးဆုံးအချက်ကတော့တဲ့မြမတက်မတော်မိုးကုတ်ကိုပတ်ဝိုင်းထားတယ်လို့နေရာယူထားတာဖြစ်တယ်တဲ့အဲ့ဒီအချက်ကြောင့်တောင်းတက်ပါတဲ့ခံတိုက်မယ်ဆိုရင်တောင်မှတက်မတော်စေချောင်းတွေကအနှင်းနဲ့အမြန်ဆုံးလို့မိုးကုတ်ကိုသိမ်းပြိုင်နိုင်မှာပါတဲ့နှစ်လားတက်ဖို့တိုက်ဆရာမလိုဘူးလို့ယတိပြက်ပြောလို့ရတယ်တဲ့ဒါကြောင့်လေပြင်းပြင်းထန်ထန်ခုခံရင်တောင် ရှုံးမာကိုတိတဲ့တအောင်လက်နက်ကင်တွေကလည်းမိုးကုတ်ကိုဆုံးလိုက်တာလို့ဒီလိုသုံးသက်တယ်နော်သူရေးတာတအောင်တက်တွေယူနီဖောင်းပြောင်းပြီး PDF ဘက်ကနေဝင်တိုက်နိုင်ဝင်တိုက်ပေးနိုင်မလားတဲ့သူကဒီလိုသူ့အောင်မေးဖို့မေးပြီးတော့သူပြန်ဖြေထားတယ်အဲ့လိုလုပ်ခဲ့ရင်လည်းကုမင်းသဘောတူညီချက်ကိုချိုးဖောက်တာကြောင့်ချိုးဖောက်တာကြောင့်အမျက်မရတဲ့အပြင်အရင်မှတုတ်သွားနိုင်တယ်တဲ့ Namson Nam တူတာမကတအောင်ရဲ့ strong hold တွေဖြစ်တဲ့ mine ကို mine လုံကိုပါမြန်မာတက်မလို့ကဝင်သိမ်းမှုလုံးဝအုတ်တော့ absolute အခွင့်အရေးရတာမှဖြစ်တယ်တဲ့တအောင်တွေအဲ့ဒီလောက်မနာပါဘူးတဲ့ KIA ဝင်တိုက်ပေးနိုင်လားတဲ့သူကပြန်မေးထားတာ ရှမ်းမြောင်းနဲ့မိုးမိတ်နဲ့မိုးမိတ်နယ်ဘက်မှာရှိတဲ့ KIA တွေဟာတဲ့ထားမကောင်းရောင်းမကုန်တွေဖြစ်တယ်တဲ့ရှင်းနဲ့ဥပမာပေးရရင်တော့တဲ့လက်ရှိ KIA တွေကအခုလက်ရှိဒီနေ့ဘက်မှာရှိနေတဲ့ KIA တွေဟာတဲ့ KIA သူတို့ရဲ့ KIA တက်မာတွေမှာအတုံးမဝင်တော့တဲ့လူတွေပဲဖြစ်တယ်ပေါ့နော်ဒီဒီရှမ်းပြည်ဘက်မှာနေရာယူထားတဲ့ဒီတအောင်းနေအနီးနားမှာတက်နေရာယူထားတဲ့ KIA ခေါင်းဆောင်တွေဆိုတာလေဒါကြောင့်မလို့သူတို့အနေနဲ့ဝင်တိုက်ဖို့ဆိုတာမလဲဘူးပေါ့နော်အဲ့ဒီဒေသမှာရှိတဲ့ KIA တွေဟာလေလိုက်ဇာဘဟုနဲ့မတည့်တယ်လို့တဲ့ကိုကန့်တအောင်းအပြင်အခြားပြည်သူတွေနဲ့လည်းမတည့်ပါဘူးတဲ့ ပြဿနာမကြာခဏတက်တဲ့တက်တာတွေကိုသတင်းတွေမှာတွေ့ရမှာဖြစ်တယ်တဲ့ PIA ဟာတဲ့လိုင်ဇာကိုကာကွယ်ဖို့အပါအဝင်ပန်ဝါနဲ့ဖားကန့်အရေးတွေကြောင့်စစ်ကူပြီးနိုင်မွေမမြင်ပါဘူးတဲ့ PDF တွေတအောင်းနဲ့ပေါင်းပြီးမုံမိတ်မှာစောင်းကြားစောင်းကြားလုပ်ခဲ့တာတွေကြောင့် KIA ကလည်းတဲ့ဇပံမွေးဆူးနေတာရှိတယ်တဲ့တအောင်းမတိုင်ခင်မှာ KIA ဟာမုံမိတ်ကို၃ငါထိလာသိမ်းခဲ့ဘူးလေတဲ့မိုးကုတ်ပြည်သူတွေ PDF တွေကိုပန်ပိုးဖို့ဖြစ်လာနိုင်မလားတဲ့မိုးကုတ်သူမိုးကုတ်သားတွေဟာတဲ့တအောင်းရော PDF ကိုပါစိတ်ကုံသွားကြပါပြီတဲ့အစမတန်စက်ကြီးတောင်းတာတယံဇာတလောက်ကတ်တွေကို အထင်းအကုတ်မရှိတူးပေါ်တာပေါ်တာဆွဲတာအာရမလုံအားပြီးခိုင်းတာအင်တာနက်သုံးဆွဲခွင့်ကန့်တက်တာအပြစ်မဲ့ပြည်သူကိုစစ်တပ်သူလူလူဆွဆွဲတာဖမ်းဆီးနှိပ်စက်တက်ဖြတ်တာတွေကြောင်းနဲ့အချုပ်ပြောရရင်တော့ PDF တွေဟာတည်င်းနှစ်ပတ်ထပ်ပို့ပြီးအကယ် PDF တွေကမိုးကုတ်ကခုခံခဲ့မယ်ဆိုရင်တောင်တည်င်းနှစ်ပတ်ထပ်ပို့ပြီးတော့ခုခံနိုင်စွမ်းမရှိပါဘူးဒီလိုသုံးသက်ထားတယ်နောက်တစ်ယောက်ကကြောက်ဘာလို့ဘာလို့ရေးထားလဲဆိုတော့တရုတ်အစိုးရရဲ့ဂျားဝင်စစ်စမ်းမှုနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာစစ်အစိုးရနဲ့တရားနယ်လေတို့ အောက်တိုဘာလ28ရက်29ရက်28ရက်ဒီမှာတွေ့ဆုံပြီးနှစ်ဖက်အပြစ်ကရက်ဆဲလိုက်တယ်လို့ TNL ကထုတ်ပြန်တယ်။ဒီအပြစ်ကရက်ဆဲမှုကနေ TNL က1320စစ်စင်ရဒုတိယလှိုင်းမှာတိမ်းခဲ့တယ်။မိုးကုန်းမျိုးနဲ့မိုးမိတ်မျိုးတို့ကိုတိုက်ပွဲမဖြစ်ပဲစစ်တပ်ကစစ်တပ်လက်ထဲပြန်ပေးမယ်လို့သဘောတူညီလိုက်တယ်။မန္တလေး PDF တွေထိန်းချုပ်ထားတဲ့တပိတ်ကြီးမျိုးကိုစစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်လမှာပြန်ထိန်းချုပ်ခဲ့တယ်တဲ့။ TNL ရဲ့ထုတ်ပြန်ချက်အပေါ် NUG လက်အောက်ခံမိုးကုန်းမျိုးနဲ့ပကဖအဖွဲ့ကသူတို့မဟာမိတ်တပ်တွေနဲ့ဆွေးနွေးတိုင်ပင်တာမရှိပဲမျိုးတွေကိုပြန်ပေးလိုက်တာ။ ဖြစ်တယ်လို့ BBC ကိုဖြေကြားထားတာရှိတယ်တဲ့မန္တလေး PDF NUG PDF မိုးကုတ်ပြွာနဲ့ NUG မိုးကုတ်မြို့နယ်ပကဖအဖွဲ့တွေကတဲ့မိုးကုတ်မြို့အပါအဝင်ထိမ့်ချုပ်ထားတဲ့နေမြေတွေလက်မလို့ရရင်လက်တွဲကာဝယ်သွားမယ်လို့ကြေညာချက်တွေထုတ်ပြန်နေတဲ့ NUG ဝင်ကြီးဆိုသူဇင်မာအောင်ကသူ့ရဲ့ Facebook ကနေမိုးကုတ်ပြွာဟာကြေညာချက် post ကိုတင်ပါတယ်တဲ့မြစည်းမသတင်းဌာနကမိုးကုတ်မြို့စစ်ကောင်မရှင်လက်အောက်မရောက်ရေးတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့မိုးကုတ်ပကဖထုတ်ပြန်ခေါင်းစဉ်နဲ့သတင်းလုတ်ပို့တင်ခဲ့တယ်တဲ့ အေယာဦးတရင်ထတာကလည်းစစ်အစိုးရနဲ့တရားနယ်လေးအပြစ်အခက်ရစဲတော်လဲမန္တလေး PDF ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ဂရီးတစ္ဆာပြည်ချောင်းခေါင်းစဉ်နဲ့ post တင်နေတဲ့ PDF တွေမှာလည်းလုံလောက်တဲ့လက်နက်ခဲယံမရှိပါဘူးတဲ့အထူးသဖြင့်လက်နက်ကြီးဆိုတာရှိဖို့မရှိဘူးတဲ့ဒါအပြင် PDF တွေရဲ့နေ့စဉ်စားတောက်ရေးအတွက်ရိတ်ခါတော်လုံလုံလောက်လောက်အန်ယူဂျီကမပေးနိုင်တာကြာပြီတဲ့ PDF လူငယ်တွေကိုတဲ့ငွေကြေးပန့်ဖို့ဖို့နေနေတာတာအန်ယူဂျီခေါင်းဆောင်တွေကအလှူခံရသမျှအိတ်ထဲထဲခိုးယူနေကြတာတကဘာလုံးကတိနေကြပြီဖြစ်တယ်တဲ့ လက်နက်ခဲယမ်းတည်ယူရေးလမ်းကြောင်းကပုံမခတ်ခဲသွားပြီလို့စစ်ရေးဗျူဟာအရအောင်မြင်မှုအခွင့်အရေးလုံးဝမရှိနိုင်တော့ဘူးတဲ့အဲ့တော့ ARD အောင်စော်မြစည်းမဆိုးမြင့်နဲ့ဇင်မာအောင်တို့ကိုမေးကျင်တယ်တဲ့လက်နက်ခဲယမ်းအလုံလောက်မရှိစားနက်ရိက္ခာအလုံလောက်မရှိတဲ့ PDF တွေကဘာနဲ့သွားပြီးစစ်တိုက်ကြမှာလဲတဲ့နေလို့တွေကတတိယနိုင်ငံတွေမှာမျက်ွယ်ကြီးွယ်မျက်ွယ်အရက်ကနေပြီးလက်သုံးချောင်းထောင်ပြီးလူငယ်တွေကိုမြှောက်ပေးနေတယ် PDF တွေကတော့တဲ့အတင်းဂျောင်ပိတ်စစ်တိုက်ခိုင်းနေတယ်တဲ့အောက်ခြေကတသားစရာ PDF တွေကိုတေလန်းစီကိုဝိုင်းပို့နေကြတာဖြစ်တယ်တဲ့ နိုင်ငံရေးတော်လှန်ရေးအတွေ့အကြုံနယ်ပါးနယ်ပါးလုံးနဲ့ PDF တွေအားစစ်တပ်ကိုမုံနဲ့စိတ်စောတွေကိုနင်တို့တွေကလှလှပပအသုံးချပြီးနင်တို့ခေါင်းဆောင်ပိုင်းအကျိုးစီးပွားအတွက် PDF တွေကိုချနှင်းနေကြတာမရက်ကြသေးဘူးလားတဲ့ဇင်မာအောင်ရေးတဲ့နင့်ကိုထပ်ပြောမယ်တဲ့အမေရိကကနေနိုင်ငံရေးတော်လှန်ရေးစောက်ကြီးစောက်ကြဲတွေပြောပြီးလူငယ်တွေကိုအသုံးချတာရက်ဆန်းပါတဲ့နင်သိတတ်သိရှိနေအဲ့ဒီ PDF တွေနဲ့အတူတူလာရက်တည်ပြီးစစ်အတူလာတိုက်ဆန်းပါတဲ့ PDF တွေဘာလက်နဲ့ကြီးမှမရှိရင်လဲ ဒါတော့ပြောနေ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 အောက်လုံးလုံးကြီးရေးတာတော့နော် PDF တွေဘာလက်နဲ့ကြီးမှမရှိရင်လဲနင့်ဖင်လုံးလုံးကြီးနှလုံးကိုလည်းကုန်ပြီးပြီးတော့တာဖုံးကျော်စီကထုံးတောင်းပြီးနင့်ဖင်နှလုံးပေါ်မှာလည်းထုံးနဲ့အဝိုင်းကြီးဆွဲထားတယ်အဲ့ဒါမန္တလေး PDF ရဲ့ခစ်ပေါ်အမြောက်နှလုံးကွာလို့စစ်တပ်ကိုဂျင်းထည့်ပြီးစစ်တိုက်ကြည့်ပါလားတဲ့နေငါးနှစ်ဒီဘက်လောက်အချောင်းလေးအချောင်းစားခဲ့တာကြာပြီလေတဲ့အခုလိုအရေးကြီးတဲ့မိုးကုတ်မကြရေးစစ်စင်ရင်မှာနင်းနေနေလောက်ငါပြောတဲ့နီးနဲ့အနစ်နာခံပြလိုက်ဆံပါလေနင်းနေပါပါဝိုင်းကြိတ်မှာဘောတော့ခံလိုက်ချမှာဘောတော့ဒီလိုရေးတာတော့နော် ဲ့တော့ပြောရရင်လက်ရှိအနေထားမှာမိုးမိုးကမိုးမိုးနဲ့မိုးမိတ်ကိုကတက်မလို့ပြန်ပေးရတော့မယ်ပြန်ပေးရအောင်ဆိုတော့လက်ရှိဒီနေ့သတင်းတွေအရာက PDF ဘက်ဘက်ကအစွမ်းရောက်အုပ်စုတွေကသူတို့မိုးမိတ်ကနေခံပြီးတော့ပြန်တိုက်မယ်လို့ပါတော့ဝင်ဖြစ်တယ်ဟိုဘယ်လိုခေါ်မလဲတင်ညာချက်တွေထုတ်ကြတာရှိရရှိတယ်ဆိုတော့အဲ့လိုမိုးမိတ်ကနေခံတိုက်မယ်လို့ဒီဘက်မှာရှိတယ်ဟလား PDF တွေကပြောတာကိုဒီဘက်မှာရှိနေတဲ့ဇော်ဝေဆိုးတို့ဇင်မာအောင်တို့ကတော့ကြိုက်တာပေါ့ဗျာဘာကြောင့်လဲဆိုတော့သူတို့ကဓာတ်ကိုပြပြီးတော့အလူခံတော့မှာလေ ်အလူခံရင်တို့ပတ်စံနေမှရမယ်ပတ်စံနေမှရရင်တို့အတွက်ဂျန်နေဝယ်ရချမ်းစရာတွေလည်းရှိလာအောင်အဲဒါမျိုးတွေပဲဗျာဟိုတို့တို့အတွက် PDF တွေကစစ်တိုက်ပေးနေရတဲ့သဘောဖြစ်သွားတာပေါ့နော်ကျွန်တော်ပြောချင်တာအဲ့တော့ပြောရရင်တော့ဒီပွဲကတော်တော်ကြီးလာမှာအကယ်၍များဒီမိုးကုန်းနဲ့မိုးမိတ်မှာ PDF တွေစုပြီးတော့ဒီတက်မလို့ခံချမယ်ဆိုရင်အဲ့မိုးကုန်းနဲ့မိုးမိတ်ဟာ PDF တင်ချိုင်းဖြစ်သွားမှာခင်ဗျားသိကြတယ် PDF တင်ချိုင်းဖြစ်သွားမယ်နော် PDF ဆိုရဲကောင်းနေရအယုတ်ရေးရလိမ့်မယ်ဒါပေမဲ့ PDF တွေကမိုးမိတ်နဲ့မိုးကုန်းမှာတည်ကြမယ်ဆိုပေမဲ့ တကယ်ချမ်းသာသွားမှာကအခုလောက်ဆိုရင်အိမ်ဝယ်ဖို့တောင်ကြည်ထားပြီးဖြစ်နေမှာဇော်ဝေဆိုးတို့ဇင်မာအောင်တို့ပန်ဆယ်လိုတို့သူတို့အုပ်စုတွေကတော့ဒါပီတက်တွေမိုးမိတ်ကပြန်ချမယ်ဟိပတ်အလူငွေထည့်ပါအောင်ဆိုပြီးတော့တောက်တောက်လည်းအလူခံကြလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအစွန်းတစ်ဖက်ကိုမြင်ရလိမ့်မယ်အစွန်းတစ်ဖက်က PDF တွေမိုးကုန်းနဲ့မိုးမိတ်မှာတောက်တောက်လည်းတည်လိမ့်မယ်နောက်တစ်ဖက်ကတော့ဇင်မာအောင်တို့ဇော်ဝေဆိုးတို့ပန်ဆယ်လိုတို့တောက်တောက်လည်းချမ်းသာသွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့တချို့ကပြောကြတယ်ဟာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဖက်ရတဲ့သတင်းတွေဆိုရင်အခုတက်က အေအေကိုအေမှာအေတရားခိုင်ဒေတာမှာရှိတဲ့အေရဲ့စတောင်းဟိုးတွေကိုတက်ကလေချောင်းထိုးစစ်တွေစနေပြီလေချောင်းပုံညံမှုတွေစနေပြီအဲ့မှာအေကအေထောက်ခံတဲ့သတင်းဌာနဆိုတဲ့သတင်းဌာနအမိခံအုပ်စုတွေကဘာကြီးလဲဆိုတော့အာတက်မလို့ရေးရဲဆက်ဆက်ပေါ့နော်လူသားချင်းမဆာနာဘာညာဆိုပြီးကျဲနေတယ်ဘာညာဆိုဒီလိုရေးတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်တို့စစ်ပွဲဆိုတာကျွန်တော်တို့အမြဲပြောတယ်စစ်ပွဲဆိုတာသူတို့ရဲ့ rule of engagement အနေနဲ့တိုက်ရတာခင်ဗျားတို့အနေနဲ့ဟာလာစစ်တိုက်နေတဲ့လူတွေဆိုတဲ့လူတွေအနေနဲ့ကကိုကိုတိုင်က rule of engagement မထားဘဲနဲ့ဟာလာတက်မလို့သားတွေတုန်းကဟိုမှာဟာလာဟိုလက်နဲ့ချတဲ့လူတွေကိုလည်းရေးဆက်တတ်တယ်ပြီးတော့ တက်မတော်သားမှာတက်မတော်သားတွေရဲ့မိသားစုတွေကိုလည်းဟာရဲဆဲတက်ခဲ့တယ်အဲ့တုန်းက rural engagement မရှိခဲ့တဲ့အတွက်တက်မတော်အနေနဲ့ဒီ AA ထိန်းချုပ်ထားတဲ့နေရာတွေကိုကြိုက်တဲ့နည်းနဲ့တိုက်ခွင့်ရှိတယ်။ဘာကြောင့်လဲ?တစ်ဖက်က AA အုပ်စုဟာအကြမ်းဖက်သမား PP တတတက်မတော်နဲ့တက်မတော်ဟာလက်နက်ချတဲ့တက်မတော်သားတွေကိုတတ်တယ်တက်မတော်သားမိသားစုတွေကိုရဲဆဲတက်ခဲ့တဲ့အတွက်တက်မတော်အနေနဲ့ပြင်းပြထန်တိုက်ခွင့်ရှိတယ်ကျွန်တော်ပြောချင်ဒီလိုပဲအကြေးမိုးကုတ်တို့မိုးမိတ်တို့ကနေပြီး PDF တွေကခံပြီးတော့ဟာချမယ်ဆိုလို့ရှိရင်လည်းတက်မတော်အနေနဲ့အဲ့ဒီနေရာတွေကိုပြင်းပြထန်တိုက်ခွင့်ပေးလိမ့်မယ်။ဘာလူသားချင်းမှအထာဆာနာထောက်ထားမှာဘာကြောင့်လဲဆိုတော့ Israel ဟာ ဟာမတ်စ်တွေကိုတိုက်တယ်ဟာမတ်စ်ကိုတိုက်တဲ့အချိန်မှာဘာကြောင့်လဲအစ္စရေးကရန်ဘယ်လိုခေါ်မလဲပြက်ပြက်သားသားတိုက်ခဲ့တာလဲဆိုတော့ဟာမတ်စ်တွေကဒီအစ္စရေးနိုင်ငံသားတွေနော်စီဗီလီယန်တွေအစ္စရေးလူငယ်တွေကိုရရဆက်ဆက်အလစ်အငိုက်ဝင်ရောက်ဖမ်းဆီးပြီးတော့အစ္စရေးနိုင်ငံကိုစတိုက်တာဟာမတ်စ်ကစတိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ခါကြီးကျရင်စဉ်းစားကြည့်တော့ဟာတချို့ကိစ္စတွေမှာအစ္စရေးကမားနေပြီဗာညာစီစဉ်းစားပြီမယ်အမေရိကန်တို့ဘာလို့ကအစ္စရေးဘက်ကယက်တီထားတာတို့ရှိမှအကြောင်းပြချက်ရှိတယ်အဓိကအားဖြင့်တော့ဒီဟာမတ်စ်တွေပေါ့နော်ဒီပါလက်စတိုင်းစစ်သွေးကြွတွေဟာအစ္စရေးနိုင်ငံကိုစပြီးတော့ င်ရောက်ဖြတ်စည်းပြီးတော့အစ္စရေးလူမျိုးတွေရဲစဲတတ်တဲ့အတွက်အစ္စရေးနိုင်ငံလောက်တာမှန်တယ်ဆိုပြီးဒီလိုသုံးသက်ကြတာဖြစ်တယ်။အဲ့လိုပဲမြန်မာတပ်မတော်အနေနဲ့လေဟာလားလက်နဲ့ချရင်မင်းတို့ချမ်းသာပြီးမယ်လက်နဲ့မချရင်တော့တက်မလို့အနေနဲ့ပြင်းပြထန်တိုက်ခွင့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ DC ပွဲတွေကိုစတာ TNL တွေတို့ MND တွေတို့ EA တို့စတာဖြစ်တယ်။ DC ပွဲတွေကိုစခဲ့တာတက်မလို့ကစခဲ့တာမဟုတ်ဘူး။ဒါကြောင့်မို့တက်မလို့အနေနဲ့စစ်ပွဲတွေအတွင်းမှာတော့စိတ်ရှိပြီးတော့နော်တက်မလို့နိုင်ငံတော်အကြီးကြီးတက်မလို့ခေါင်းဆောင်ကိုနိုင်ကိုပြောတယ်။ကျွန်တော်တို့အနေနဲ့ဟာလားပြောမယ်ဒီနေရာနေစုပ်ပေးဖို့အလောက်အထိစိတ်ရှိပြီးပြောတယ်။ဒါပေမဲ့ဒီအချိန်မှာ zero tolerance တက်မလို့နဲ့တက်မလို့ခေါင်းဆောင်နေအနေနဲ့ လက်နက်ကင်အကြံဖတ်အုပ်စုတွေပေါ်မှာစိတ်ရှိတီးခံမှုတွေအကုန်ဆုံးသွားပြီဖြစ်တယ်လို့ဒီလိုပြောကြတယ်အဲ့လိုပဲတက်မလို့အနေနဲ့ဒီစစ်ပွဲတွေမှာရရဆက်ဆက်ဟာလာဘုံကျဲခဲ့ရင်ရရဆက်ဆက် ပြစ်ခတ်ခဲ့ရင်တော့တက်မလို့အနေနဲ့အကြောင်းပြချက်ရှိတယ်ဘာကြောင့်လဲဒီစစ်ပွဲတွေကိုစခဲ့တာမင်းတို့ MNDA TNL AA အကြံဖတ်အုပ်စုတွေဖြစ်တယ်ဒါကြောင့်မလို့တက်မလို့အနေနဲ့ပြည်လူတွေရဲ့အသက်အိုးရင်စီးရင်ကာကွယ်ပါမယ်ဆိုပြီးတော့အလံကိုင်းတစ္ဆာပြထားတဲ့အတိုင်းဆက်လုတော့မယ်ဆိုပြီးတော့ဒီလိုလုံမှာဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ကျွန်တော်ပြောသုံးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအကယ်၍များမိုးကုန်းနဲ့မိုးမိတ်ကနေ PDF တွေကခံတိုက်ပြီဆိုရင်တော့ အဲ့ဒီမိုးကုန်းနဲ့မိုးမိတ်မှာ PDF ဒီအယုတ်ရေးရလိမ့်မယ်ဇေမာအောင်လို့ဇော်ဝေဆိုးလို့အားလုံးကတော့ချမ်းသာသွားနိုင်တယ်လို့เนาะကျွန်တော်ဒီလိုသုံးသပ်ချင်တာဖြစ်တယ်ဒီလိုသုံးသပ်ရင်